ဒီနေ့စစ်တပ်လုံရက်တီသူကိုတိုင်က NCA ကိုတက်လိုက်ပြီးသားဖြစ်တယ်ဒီထဲမှာပါခဲ့တယ်လက်မှတ်ထိုးခဲ့တဲ့ဖော်ရီကစက်ကူစိုးဖြစ်တယ်ဆိုတော့ပါပြီးတယ်ပေါ့သေးတယ် NCA ကိုအတက်မဲ့သွားအောင်တက်ပစ်လိုက်တာစစ်တပ်ကလည်းမင်္ဂလာပါခင်ဗျာဒီကနေ့2025ခုနှစ်အော်တိုဘာလ18ရက်မြန်မာရေးရည်ရာစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကို A Time with ကြိုကြိုသိ YouTube Channel နဲ့ VIM Video ပူးပေါင်းစီစဉ်တင်ဆက်နေတာဖြစ်ပါတယ်ကိုကြိုကြိုသိမင်္ဂလာပါခင်ဗျာမင်္ဂလာပါကိုကြောင့်ပေါ့ဟေး ဟုတ်ကဲ့ကိုကျော်သိန်းကျွန်တော်တို့ဒီနေ့လဲဒါ NC နောက်ဆက်တွဲဆွေးနွေးရမယ့်အကြောင်းအရာလေးတွေပေါ့လေ MMC ရဲ့နောက်ဆက်တွဲဆွေးနွေးရမယ့်အကြောင်းအရာလေးရှိပါတယ်ဆိုတော့ဒါကျွန်တော်တို့ဒါနောက်ဒီမှာသတင်းတွေအင်တာဗျူးတွေတက်လာတာကျွန်တော်တို့တွေ့တာဟိုဒါ NC မှာသူထပ်ပြီးတော့ဟိုဆွေးနွေးပွဲတွေဘာထပ်လုပ်နေရလဲရှိတဲ့ခါကျတော့ဒီမှာဒီလိုပွဲမျိုးဆိုလို့ရှိရင်တကယ်ကိုဟိုမရမကတက်ချင်နေတဲ့လူတွေမျက်နှာတွေကျွန်တော်တို့တွေ့ရပါတယ် ငင်းငယ်ပွဲစားတွေအပြင်ပေါ့လေဆိုနိုင်ငံရေးပါတီတွေကတက်တော့တာဥပိုလ်ကြီးလဲဒါသူလဲဒါမဖြစ်မနေကိုတက်ကတက်တဲ့အခြေအနေပါပဲသူတက်လာတယ်တွေးလိုက်ပါတယ်အတော့သူတက်ပြီးတော့သူဒီ NCO တွေမြောက်ပြင်ပြောဆိုတဲ့စကားကြီးလဲပြောသွားတာတွေ့တယ်ပေါ့နော်ဒီ NCA စာချုပ်ကတရားဝင်မှုတရားဝင်ခိုင်မာမှုအင်မတန်မြင့်မာတယ်ဆိုပြီးတော့ဒါပြောသွားတာကိုတွေ့ရပါတယ်အဲ့တော့ကိုကိုကြီးနဲ့ပဲစားလိုက်ရအောင်ကိုကျော်သိန်းဆွေးနွေးပေးပါဦးပြောတော့အပေါက်တယ်ကိုကျော်ပေါင်ရင်ဒါပဲမဲ့လေမပြောမပြီးမတီးမမီးဆိုသလို ပြောရတာပေါ့ဗျာအဲ့တော့ရှင်းပါတယ်ဟလာဒီရွေးကောက်ပွဲဝင်မဲ့အတူတူရွေးကောက်ပွဲဝင်မဲ့နိုင်ငံရေးပါတီတွေဆိုတာကစစ်တပ်နောက်နီးဆွဲနိုင်ငံရေးလုပ်နေကြတာအဲ့တော့စစ်တပ်အကြိုက်အကြံပေးစစ်တပ်အကြိုက်မင်းအွန်လိုင်းတို့အကြိုက်လေတပေါက်သေးတန်နဲ့လိုက်ပြောပြီးနေရတာဒါဘာမှဘာမှမဆန်း အဲ့မပြောပေးတာကတော့ပြောပြောတာထားပါဗျာဒါပေမဲ့အဲ့လိုမဟုတ်ကဟုတ်ကတွေရေနောက်ပြီးတော့လက်ရှိတိုင်းဒီတိုင်းဒီခြေနေနဲ့သွားနေတဲ့နိုင်ငံရေးခြေနေနဲ့ရှိနေတဲ့တကယ်ပကတိအနေထားနဲ့ဒါတွေကိုမျက်ပွဲပြုပြီးတော့မဟုတ်ကဟုတ်ကတွေပြောလာပြီဆိုရင်တော့ကျွန်တော်တို့ကဒီလိုစီစီမျိုးကနေပြန်တုတ်ပြန်ပူတာပေါ့ဗျာအဲ့တော့ လက်ရှိမှာကဒီ NCA နဲ့ပတ်သက်ပြီးတော့ပြောနေကြတာကအဲ့2015ခုနှစ်ဟလာလက်မှတ်ထိုးခဲ့တဲ့အချိန်တုန်းကအချိန်တွေကို ပြောနေတာပေါ့နော်အဲ့ဆယ်နှစ်ပြည့်တဲ့အချိန်မှာရှိနေတဲ့အနေအထားဆယ်နှစ်ပြည့်တဲ့အချိန်မှာဒီ NCA ဆိုတာဒီဘလောက်အထိဟလာသူကအကျုံးဝင်သေးတယ်လေဘလောက်အထိဟလာ NCA က တရားဝင်မှုရှိသေးတယ်ဒါပေအကြောင်းကိုပြောနေတာเนาะဟိုးရှိကဟာရွှေရွှေအောင်အိမ်မက်မက်ပြီးတော့တည်ရည်များများနဲ့ပြောနေလို့မရအဲ့တော့ဒီနေ့ရှိနေတဲ့အတိုင်းပြည်ပဂတိရှင်နေချိန်ထိုးပြီးတော့ပြောနေကြတာเนาะဒီဥစ္စာကအဲ့တော့အခုမှမျက်လုံးစုံမှိတ်ပြီးတော့เนาะတရားဝင်ခိုင်မာမှုအင်မတန်မြင့်နေဆိုပြီးဖင်ပိတ်អော်နေသေးတယ် ောက်တစ်ခုကပါတယ်လေအခုချိန်မှာစိတ်ခံစားချက်နဲ့ပြောနေတယ်တဲ့မလီဖြစ်ရသေးတယ်ဖြစ်ရသေးတယ်အဲ့တော့စိတ်ခံစားချက်နဲ့ပြောနေတယ်ဆိုလို့နော်ကျွန်တော်ဒီမှာအခုအချက်အလျက်အချက်အလက်နဲ့ဟလာကျိုးချောင်းစီလျော်ဆိုတာကျွန်တော်ပြောပြမယ်နော်အဲ့ကိုကိုကြီးနဲ့တကွာ NCA ကိုအတင်းသိတိတင်ရွှေကုတ်နေတဲ့လူတွေအားလုံးတေချာနားထောင်မျက်လုံးမမိတ်နဲ့မျက်တော်မခတ်နဲ့ ် NCA ဖြစ်စဉ်ဒီနော် NCA ဖြစ်စဉ်ဒီ2015ခုနှစ် NCA ဖြစ်စဉ်ဒီစစ်တပ်ကကြောတော့နောက်ခံပေးခဲ့တဲ့နော်စစ်ဘိုလ်ချုပ်ဟောင်းဦးသိန်းစိန်ဦးဆောင်နဲ့အစိုးရတစ်ထက်မှာဖြစ်ခဲ့လူလူကရွေးကောက်တင်မြောက်ထားတဲ့အယက်သားအစိုးရစစ်စစ်လက်ထက်မှာဖြစ်တာပေါ့နော်ကျွန်တော်က ခွဲပြောရတာဘာလို့လဲဆိုတော့တို့ကလည်းပဲတို့ကိုယ်တို့လူလူရွေးကောက်တင်မောင်းတို့လှုပ်ချင်တာဟုတ်ဗျာ2020ရွေးကောက်ပွဲမှာအနိုင်ရတယ်နိုင်ရတယ်ဆိုပြီးတော့လှုပ်တဲ့အခါကျတော့နော်အတိုက်ခံမပါဘဲနဲ့ဟိုအစ်ချာအင်အားကြီးပါတီတို့ကိုပြိုင်မဲ့ပါတီတို့ရှုံးမဲ့ပါတီပါဘဲနဲ့တို့လူလူကထောက်ခံတယ်ဆိုပြီးတော့လှုပ်ချင်တာပေါ့နော်တကယ်ကဘူသိန်းစိန်အစိုးရသည်လူလူကတကယ်စစ်မှန်တဲ့နော်စန္ဒနဲ့ဒီမိုကရေစီဒီကြရွေးကောက်တင်မြောင်းလိုက်တဲ့ရတားဆိုတာစစ်စစ်မဟုတ်ဘူးနော်စစ်သားတပိုင်း အစိုးရစစ်တပ်ကကျွန်တော်နောက်ခံပေးခဲ့တဲ့အစိုးရအဲ့ဒီအစိုးရလက်ထက်မှာ NCA လုပ်ငန်းစဉ်ဖြစ်ခဲ့တာတစ်ချက်နောက်တစ်ချက်ကဒါပြီးခဲ့တဲ့ရက်တွေကလည်းကျွန်တော်တို့ပြောခဲ့စကြတဲ့ကူကနော်အဲ့ဒီအဲ့ဒီလုပ်ငန်းစဉ်အဆင့်ဆင့်စတဲ့အချိန်ကနေပြီးတော့နောက်ဆုံးလက်မှတ်ထိုးတဲ့2025ခုနှစ်အောက်တိုဘာလ25ရက်နေ့အထိအဓိကဒိုင်းနာလီမျိုးစုတရက်ကန်ဖွဲ့စည်းပြီးမှပါခဲ့တာရှိတယ် ဥပမာအဖြစ်ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကလည်းပြောခဲ့တယ် KIA လို UWSC လို AA လို TNA လို KMPP လို့စသည်အဖြစ်ဒီအဖွဲ့တွေမပါခဲ့ဘူးအဲ့တော့ဒါကြောင့်မို့လို့အနှစ်သာရအဖြစ်သူတို့ပြောနေ Nation wide ကျွန်တော်ဒါကြောင့်မို့လို့ MCA NCA ကျွန်တော်ကပြောချင်တာနော် Nation wide ဆိုတာစကတည်းက Nation wide ဟုတ်ကိုမဟုတ်တနိုင်ငံလုံးဟုတ်ကိုမဟုတ်နောက်တစ်ခုက NCA ကို2015မှာအောက်တိုဘာလမှာလက်မှတ်ထိုးတယ် ကိုကြော့မောင်မမိပါပဲเนาะကျွန်တော်တို့နောက်ထောင်နေတဲ့ပြည်သက်လည်းမမိပါပဲ2015ခုနှစ်နိုဝင်ဘာလမှာရွေးကောက်ပွဲလုပ်တယ်ဒါက2015ရွေးကောက်ပွဲမတိုင်ခင်မှာစစ်တပ်ရဲ့နိုင်ငံရေးပုံရိပ်ပုံပြီးတော့ကောင်းလာစီဘူးเนาะအစီအပြေနိုင်တဲ့အဖွဲ့တွေနဲ့ NCU ဆိုတာကိုလက်မှတ်ထိုးခဲ့ကြတာဒီပြုခဲ့ကြဒါပဲတဲ့ now ဒီ NCA ဆိုတာကိုဥပဒေကြောင်းရစီးနှောင်ထားတာက2008အခြေခံဥပဒေ နော်ဒီနှစ်တောင်းရှင်းအခြေခံဥပဒေဘယ်လိုဖြစ်လာသလဲအားလုံးသိတယ်နော်စစ်တပ်ကစိတ်ကြက်နှစ်ပေါင်းများစွာအခြေယူပြီးတော့ရေးဆွဲခဲ့တာလွတ်တော်ထဲမှာနော်ဂါဂွေရဲ့ဦးစီးချုပ်ဆိုသူကစိတ်ကြက်ရွေးပြီးတော့လွတ်လိုက်တဲ့ကျွန်တော်ထန်တာတွေကလည်းပြောခြင်းပြစိတ်ကြက်ရွေးပြီးတော့ခေါင်းခေါက်ရွေးပြီးတော့လွတ်လိုက်တဲ့နော်အစိမ်းညောင်နော်တမတ်သားရှိအစိမ်းညောင်ဝတ်စုံနဲ့စစ်တောင်း တမတ်သားရှိ25ရာခိုင်နှုန်းရှိကာဝေးဥပဒေချုပ်လက်ထက်မှာအခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ဟလာတခုခုပြင်မယ်ဆွေမယ်ဖြတ်မယ်စတဲ့အပြင်ဓာရီအကုန်လုံးကိုကာဝေးဥပဒေချုပ်ကဗီတိုအာနာကြားထားတယ်ဓာရီအကုန်လုံးကအချက်လက်လုံးကြံလုံးကြံပြီးတော့ပြောလို့မရဘူးလုံးကြံထားတဲ့အချက်လက်အချက်မှမပေါ့ပြည်ထောင်ကကြတော့ကာဝေးရေးလုံးဂျုံရေးနေဆက်ပြည်ထဲရေးဒီလိုအဓိကကြတဲ့ဝန်ကြီးဌာနတွေအကုန်လုံးကိုစစ်တပ်ကထိန်းချုပ်ထားတယ် ဒါကျွန်တော်နောက်ဆက်အချိန်အောင်ပြကြအောင်ပြောနေ။နောက်ဆက်အချိန်အောင်ဒီဘယ်လောက်စစ်တိုင်းကြီးကိုစစ်ပုံသွင်းနေဆိုတော့စစ်တပ်အောက်ကိုသွင်းနေဆိုတော့ပြောချင်တယ်။ဒီနောက်ဆက်အချိန်အောင်ဥပဒေက Federal ဆိုတော့ဘာမှမဆိုင်ဘူး။နောက်ဆက်အချိန်အောင်ဥပဒေနဲ့ Federal နဲ့အဲ့ဒီကိုဥပဒေလာဟုတ်။အဲ့ဒီမှာရင် DNCA ဆိုတာဒီစစ်တပ်မြန်မာနိုင်ငံမှာစစ်တပ်လွှမ်းမိုးတဲ့နိုင်ငံရေးအခွင့်အရေးကိုပို့ပြီးတော့ခိုင်မာအောင်လုပ်တာဖြစ်တယ်။ NCA ဆိုတာဒီ နောက်တစ်ခု NCA ရဲ့ယုံကြည်ကိုးစားခံတမ်းမှုကိုဖျက်ဆီးပစ်တာနော် NCA ကဘလောက်ထိအားကောင်းတယ်ဘလောက်ထိစိတ်ချရတယ်ဟလာဘလောက်ယုံကြည်ရတယ်ဆိုတဲ့ဟာကိုဖျက်ဆီးပစ်တာစစ်တပ်ကိုယ်တိုင်ကဖျက်ဆီးပစ်တာစစ်တပ်ကဒီထဲမှာလက်မှတ်ထိုးပြခဲ့တာပါစစ်တပ်ကိုယ်တိုင်ကဖျက်ဆီးပစ်တာနော်ဘလို့ဖျက်ဆီးတယ်လဲနောက်တစ်ဆက်တည်းမှာအာနာသိတယ်အာနာသိပြီးတော့သူက NCA ကိုဆက်ကင်ထားပါတယ်ပြောတယ် NC ကိုစက်ကြိုက်ထားပါတယ်ပြောပြီးတော့ရက်သားရက်ရွာတွေပြီးွာတွေကိုဘုံကျက်တယ်ရက်သားတွေကိုတတ်ဖြတ်တယ်အဲ့တော့ ငြိမ်းချမ်းရေးသဘောတူညီချက်ဆိုတာယက်သားတွေကိုကာဝယ်ဖို့ဟုတ်လားယုံကြည်မှုတည်ဆောက်ဖို့ဆွေးနွေးညှိနှိုင်းပြောဆိုဖို့ဆိုတာတွေပါတယ်ဒါတွေအကုန်လုံးကိုချိုးဖောက်တာစစ်တပ်ဆိုတော့အနှစ်သာရအပြင် NCA ကိုချိုးဖောက်တာစစ်တပ်ဘုံကြီးလည်းအဲ့ဒါလေးတခွန်းတော့ပြောသွားတယ်ထင်တယ် NCA ချိုးဖောက်တာလည်းရှိတယ်လို့ပါတယ်ယူကြည်ပဲဒီအရုပ်ထိန်းချုပ်ထားတဲ့ဒေသတွေမှာစစ်တပ်စေအုပ်ချုပ်ရေးကျင်းတာတယ် နော်ကချင်တို့ကရင်တို့ကယားတို့ချင်းတို့စကိုင်းတို့စတဲ့ဒေသတွေမှာအပြင်းနဲ့တန်းစစ်စင်ရေးတွေလုပ်တယ်အဲ့တော့ငင်းချမ်းရေးသဘောတူညီချက်ဆိုတဲ့သဘောတူညီချက်မျိုးဒီဒီထဲမှာလက်မှတ်ထိုးထားတဲ့အဖွဲတစ်ဖွဲ့ကချိုးဖောက်ရင်အဲ့ဒီသဘောတူညီချက်အသက်မဲ့သွားတာပဲကိုကျော်ပေါ့အဲ့ဒီသဘောတူညီချက်ကအသက်မရှိတော့ဒီနေ့စစ်တပ်လုံးရက်ဒီသူကိုယ်တိုင်က NCA ကို တတ်လိုက်ပြီးသားဖြစ်တယ်နော်ဒါဒီထဲမှာပါခဲ့တယ်လက်မှတ်ထိုးခဲ့တဲ့ဖွဲ့တွေကစက်ကူစိုးဖြစ်တယ်ဆိုတာပါသေးတယ်ပေါ့သေးတယ် NCA ကိုအတက်မဲ့သွားအောင်တတ်ပစ်လိုက်တာစစ်တပ်ကဒါချက်ငွေလုံးကလက်မှတ်ထိုးခဲ့တဲ့ဖွဲ့တွေကထွက်သွားတဲ့ဖွဲ့တွေရှိတယ် KNU ABS TF CNF PNL NMSP LDU ဒါကျွန်တော် ပြီးခဲ့ရက်တွေကလည်းပြောခဲ့ရတယ်ဒါအပြင်ဒီကနေ့နိုင်ငံရေးအခင်းအကျင်းမှာပေါ်လာတဲ့လူဦးတော်လှန်ရေးအင်အားစု ဘယ်သူကမှ DNCA ဆိုတော့လက်မခံဘူး။ဒါဒီကနေ့နိုင်ငံရေးခေတ်ချင်းနဲ့ဘယ်လောက်အကျုံးဝင်သေးလဲဆိုတာရဲ့တက်သေးတယ်။ Federal Democracy ပေါ်အခြေခံတဲ့ငြိမ်းချမ်းရေးမူပေါင်းတစ်ခုပေါ်လာဖို့အတွက်ဒီကနေ့လူဦးတော်ရင်းအင်အားစုတွေကစူးစမ်းနေ NCA နဲ့ကြောက်တယ်တခြားစီဘာမှမဆိုင်ဘူး။နော်။အဲ့တော့ NCA မူပေါင်းကတော့နော်တိုင်းပြည်မှာအကောအကွယ်ပြပြဖြစ်နေတယ်ပြည်ပခဖြစ်နေဒါတွေအကုန်လုံးပေါင်းစုစည်းတဲ့နိုင်ငံရေးမူပေါင်းပုဂ္ဂိုလ်ပုဒ်တော် NCA ပေါ်က ဲ့ဒီအစားသူကကွဲပြားစေတဲ့ဘူပေါင်းတခုဖြစ်တာကြောင့်မို့လို့နိုင်ငံကြီးအကြလဲပဲဒီ NCA ဒီအသက်မဲ့နေပြီဗျနိုင်ငံကြီးအကြလဲပဲအသက်မဲ့နေပြီကျွန်တော်တော့အခြေခံဥပဒေအရပြောတယ်နိုင်ငံကြီးအရပြောတယ်နောက်တစ်ခါနိုင်ငံတကာရဲ့ထောက်ခံအားပေးဘူး NCA ကိုအရင်တုန်းကလာချီကျူအားပေးခဲ့တဲ့နိုင်ငံမျိုးရှိတယ်ဂျပန်တို့အာဆီယံတို့နောက်ဆုံး EU တို့အမေရိကအကုန်နိုင်ငံပေါင်းများပါကုလသမဂ္ဂဟုတ်လားတက်တည်တွေထဲမှာလည်းပါဒီ NCA ကိုအရင်ကကြီးကျူးအားပေးထောက်ခံခဲ့တဲ့နိုင်ငံတော်များများအဖွဲ့အစည်းတော်များဒီဒီကနေ့ NCA နဲ့ပတ်သက်ပြီးတော့သူတို့မယုံကြည်တော့ဘူးနော်ယုံကြည်မှုကိမဲ့တော့တယ်နော်စဉ်းစားကြည့်ရင်ဟလာအရှေ့တော်ဆက်နိုင်ငံများအဖွဲ့ ASEAN ရဲ့ဘုံသဘောတူညီချက်၅ချက်ထဲမှာတောင်မှ NCA နဲ့ပတ်သက်ပြီးတော့တလုံးမှပြောပါတော့ဘလို့ယုံကြည်မှုကိမဲ့တယ်ဆိုတာဒါသက်သေပဲနော်အဲ့တော့ NCA ဒီမြန်မာနိုင်ငံရဲ့လက်ရှိနဲ့ အနာဂတ်နိုင်ငံရေးငြိမ်းချမ်းရေးတိဆောက်တာမှာဘယ်လိုအခန်းကဏ္ဍမှာမရှိတော့ဘူးကြောက်ပါ NCA ကအပြက်ပဲအပြည့်ပဲဆိုတော့ကျွန်တော်နောက်ဆုံး NCA နဲ့ပတ်သက်လို့ကျွန်တော်ရှင်းရှင်းပြောအဇတားတွေကိုဘုံကျဲတက်ဖြတ်နေတဲ့တခြားနည်းလမ်းမောင်းစုံနဲ့တက်ဖြတ်နေတဲ့အကျန်းဖက်စစ်တက်နဲ့အပြည့်ရဖို့ဆိုတာမဖြစ်နိုင်ဘူးဒီကြောင့်ကလည်းတိုက်တယ်ဂျယ်ဘာလီကိုမီးရှို့တယ် ဖြက်စီးနေတယ်ဒီလိုလုံးပြတ်တွေကနေပြီးတော့ဘယ်လိုငြိမ်းချမ်းရေးလုပ်ငန်းစဉ်မျိုးမှမဖြစ်နိုင်အကြံပေးစစ်တပ်ကလူတက်နေတဲ့သဘောတူညီချက်တစ်ခုမှဘာတရားဝင်မှုမှ မရှိဘူးလို့ကျွန်တော်ဒီနေရာကနေအခုယတိပြပြောလိုက်ပါတယ်ဗျာโอเคကိုကြိုတဲ့နာကိုကိုကြီးတို့လူမျိုးတွေကဒါ NCA ကိုဒါတိတ်တိတ်အမွန်းတည်ပြီးတော့မှာ သူတို့ရဲ့ဒီနိုင်ငံကြီးကွေးတော့ပေါ့ဒါဒီဆောက်နေရတယ်ကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒီလိုအချိန်တွေမှာလေဒါ NCA နဲ့ပတ်သက်ပြီးတော့ကိုကိုကြီးတို့ဒါစန္ဒမင်းတို့ကတော်တော်လေးကိုဒါဒီလိုပြောဆိုနေကြတယ်ကျွန်တော်တို့တွေ့ရပေါ့လေအဲ့ဒီမှာလဲဒီ NCA မှာတချို့ပြောကြတာတော့ဒါ NCA မှာမတက်တဲ့အဖွဲ့တွေပေါ့လေဆိုတော့ဒီစစ်တပ်နဲ့တိုက်နေတဲ့အဖွဲ့တွေကိုဒါသူတို့တရားဝင်မနှုတ်ထွက်သေးဘူးဆိုပြီးပြောနေကြတော့ဒါပေမဲ့ဒီဘက်ကအဖွဲ့တွေကတော့ဒါပြက်ပြဲသွားပြီဆိုပြီးပြောတဲ့ကိစ္စမှာနှုတ်ထွက်တာမနှုတ်ထွက်တာတွေကထက်ပြောနေဖို့မလိုတော့ဘူးလို့ကျွန်တော်တို့ယူဆပါတယ်ဒီကလောက် အော်ကိုကိုကြီးနေနေတယ်ဒါကျွန်တော်တို့နားလေတော့ဆိုရင်တော့ဒါဒီစစ်တပ်ကိုတော့တစ်ချက်မှဒါဒီအာနာသိန်းနာတွေလူလူကိုကုကြသိန်းပြောဆိုလို့ဆွေးနွေးကုကြသိန်းဆွေးနွေးဆိုလို့ပဲတက်ဖြတ်နေတာတွေကိုဟိုဝေဖန်ပြစ်တင်တာတွေပြောဆိုတာတွေအခုမှကျွန်တော်မတွေ့ရဘူးပေါ့နော်မတွေ့ရဘဲနဲ့ဒါဒီစစ်တပ်လူကြပဲပြောဆိုနေတာကိုကျွန်တော်တို့အံအားသင့်ဝေရတွေ့ရပါတယ်ဆိုတော့ကုကြသိန်းကျွန်တော်နောက်ထပ်ဆွေးနွေးမယ့်အကြောင်းအရာတွေတွားလိုက်ရအောင်ပါ နောက်ထပ်ဆွေးနွေးမယ့်အကြောင်းအရာကတော့ဒါ NCA နဲ့လည်းပတ်သက်ပါတယ်ဆိုတော့ဒီပြီးခဲ့တဲ့ဒီသူတို့လုတ်သွားတဲ့ဒီ NCA အခမ်းအနားပေါ့လေဒီအခမ်းအနားကိုဒါဗိုလ်ချုပ်ကြီးရွှေ့ဆွေပေါ့ RCSF ကမတက်ဘူးပေါ့လေတက်တာလည်းကျွန်တော်မတွေ့ဘူးမတက်ဘူးဒါပေမဲ့သူတို့ဒီထုတ်ပြန်ချက်တစ်စောင်ထုတ်တာကိုတွေ့ရပါတယ်အဲ့တော့ထုတ်ပြန်ချက်ကတော့ဒါတည်ရဲ့သူထည့်ထားတာတော့ဒါဒီ NC ရက်တန့်သွားစီတယ်လို့ရပေါ့နော်အာနာထိန်းနေပေါ့သူကတော့အာနာသိမ်းနေမသုံးပဲနဲ့ဒီစစ်တပ်ကအာနာထိန်းနေလို့ရတည်တာ NC ကိုရက်တန့်သွားစီတယ်လို့ရဆိုပြီးတော့ဒါ ပြောဆိုထားတာကိုဒီထုတ်ပြန်ချက်ထဲမှာထည့်ထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါလည်းနည်းနည်းလေးထူးခြားတဲ့အချက်ပေါ့လေဘာကြောင့်လဲဆိုတော့ဒီ RCSS ကဒါစစ်တပ်နဲ့ပြန်ပြီးတော့ဒီနီးကပ်အောင်သူတို့နေခဲ့တဲ့အခြေအနေရှိခဲ့ပါတယ်ဆိုတော့အရင်တော်လိုင်းအစမှလည်းဒါတော်လိုင်းဘက်ကပါသူတို့လိုရှိခဲ့ပြီးမှမပါတော့ဘဲနောက်ဆုတ်သွားတဲ့အဖွဲ့ပေါ့လေဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့လေကိုကျော်သိန်းဒီ RCSS ကထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့လေဆွေးနွေးပေးပါအောင်အဲ့တော့ဆိုကိုကြောင့်ပြောသွားတဲ့အပိုင်းပေါ့ဗျာ CSS ရဲ့ဒီကနေ့ရည်တည်ချက်နေတာကတော့ကျွန်တော်တို့ရှင်းရှင်းလေးမရှိဘူးလို့ပဲပြောရပါမယ် เนาะဒါဒါတက်တက်တာပြောမယ်ဆိုရင်ဆိုတော့သတင်းဒီမှာတွေ့တာကတော့ RCSS ကသူဘုံချုပ်ကြီး US စကိုတိုင်းတော့တက်ဒါပေမဲ့ကိုစလေဖွက်တက်တယ်လို့တွေ့တာပဲဗျသူ RCSS ကသူ NCA လက်မှတ်ထိုးထားတဲ့ဖွဲ့ထဲမှာပါတယ်လေဘူရင်လက်မှတ်ထိုးတဲ့ဆဲဖွဲ့ထဲမှာ RCSS ပါတယ်အခုချိန်ဒီ level သူက DNCA လက်မှတ်ထိုးအဖွဲ့တစ်ဖွဲ့အနေနဲ့ရှိနေသေးပဲအဲ့တော့သူတို့ ਨੇ ဟလာမင်း online တို့ jumper set တဲ့ java ဆက်ဆံရေးကလည်းပဲမရှင်းဘူးပေါ့ဗျာဟိုလိုဒီလိုလိုပေါ့အဲ့လိုပဲဒေါ်လာရင်းအားစုတွေနဲ့တို့ java တွေကဆက်ဆံရေးနေတာကလည်းပဲရှင်းရှင်းလင်းလင်းမရှိသေးဘူးပေါ့ဒါဒီလိုပဲကျွန်တော်ပြောတော့အဲ့တော့အခုထုတ်ပြန်ချက်ကတော့ဟလာ NC ပွဲစနစ်ပွဲလုပ်နေတဲ့အချိန်မှာဘယ် CSS ဘက်ကထုတ်ပြန်တာအဲ့တော့ခုနကဘူကြောင့်မပြောလို့အနာထိနေတယ်ပြောပြောဘာပဲပေါ့အနာသိနေပေါ့ဗျာဒီအနာသိနေတာကြောင့်မှုလို့ဟလာညဉ့်ညဉ့်လုပ်ငန်းစဉ်ကရက်တက်နေပြီ NCA ကိုအကောင့်တင်ပေါ်နိုင်ဘူးအဲ့တော့နှစ်ဖက်ယုံကြည်မှုမတိဆောက်နိုင်ဘူးဟလာစာချုပ်တိုင်းဘယ်လိုမှအကောင့်တင်ပေါ်နိုင်ဘူးနောက်အဲ့မှာအရေးကြီးတဲ့အချက်တစ်ချက်ပါလာပါလဲဆိုတော့စစ်တပ်ကဟလာလူမျိုးစုတိုင်းသားအဖွဲ့တွေ2008အချိန်ကဥပဒေအောင်ရောင်းဖို့ပြားပေးနေတယ်ဒါဒီအချက်ကကျွန်တော်ခုနလည်းပဲဒါနဲ့ပတ်သက်ပြောပြောတော့တာနော်ဒီ NCA ဒီတကယ် စစ်စစ်မှန်မှန်ပြည့်ရဖို့ရင်းရင်းတည်ဆောက်ဖို့နိုင်ငံရေးနိုင်ငံကောင်းလာဖို့နိုင်ငံပြန်လည်တည်ဆောက်ဖို့နိုင်ငံကိစ္စတွေပြောဖို့ဟုတ်ဖို့စစ်တပ်ကသူတာစီရဖို့အတွက်လှုပ်ထားတယ်လှုပ်ထားတဲ့သဘောတူညီချက်အဲ့တော့စစ်တပ်ဒီတိုင်းပြည်ပြုပြင်ပြောင်းလဲရေးမှာစိတ်အားထက်သန်မှုနေတဲ့အတွက်အကောင့်ထဲအဖို့နိုင်မှုဒါဒီပါတယ်အဲ့တော့ဒါအကြမ်းပြင်းပေါ်ဗျာ CSS2 ပြန်ကြည့် ်ဒါတွေကိုကြည်ရင်ခုနကတော့ကိုကိုကြီးတို့လို့ဟလာတခြားလူတွေရှိပါသေးတယ်ကျွန်တော်တို့နာမည်တက်ပြီးပြောနေဘလို့ပါအဲလိုလူမျိုးတွေကစက်ကူစုံဖြစ်သွားပြီလို့ပြောထားတဲ့ NCA ကိုအတင်းရွှေကွတ်နေကြတာအဲလိုအတင်းရွှေကွတ်နေတဲ့လူတွေရဲ့မျက်နှာဘုသူကြီးလက်စစ်တို့ကဖြတ်ဆိုင်ပလိုက်တာဗျချောင်းနဲ့မြောင်ဖြတ်ဆိုင်ပလိုက်တာ သူတို့ဖာတာဘယ်လောက်ပဲတိတ်တိတ်တင်တင် DNC ကအယောင်ထွက်လာစရာအကြောင်းရှိကိုမရှိတော့ဟလာ NCA မှာလက်မှတ်ထိုးထားငွေလက်မှတ်ထိုးခဲ့တဲ့အဖွဲ့တွေက DNC အကျိုးဝင်တော့ဘူးဆိုပြီးတော့ပြောတယ်မပတ်သက်တော့ဘူးအခု RCSS ကိုတိုင်ကလည်းပဲဟလာဒီလိုမျိုးထုတ်ပြန်ချက်ထုတ်ပြီးတော့ဘာကြောင့် NCA ကိုကောင်တင်ဖို့နိုင်ဘူးလဲဆိုတာပြောထားတယ်စစ်တပ်ကဘယ်လိုသဘောထားတယ်ဆိုတာပြောထားတယ်ဒါက ရှင်းနေပြီဒါကြောင့်မို့လို့ကြိုက်တလောက်အယောင်တင်းကြိုက်တလောက်သိတိတင်း DNCAD အယောင်လဲထွက်လာစရာမရှိဘူးသိတိလဲတက်လာစရာမရှိဘူးကိုကြောမောင်ရေဟုတ်ကဲ့ပါဒါကိုကြောသိဆွေးနွေးသူတွေဒီလိုဒီကိစ္စရတော်လေးရှင်းပါတယ်ဗောလေဆိုတော့ကျွန်တော်နောက်ထပ်ဆွေးနွေးမယ့်အကြောင်းအရာလေးလည်းဆက်သွားရအောင်ပါနောက်ထပ်ဆွေးနွေးမယ့်အကြောင်းအရာကတော့ဒါကျွန်တော်တို့ဒီရွေးကောက်ပွဲနဲ့ဆက်ဆက်တယ်ပေါ့လေဆိုတော့ဒီလိုမှတော့ဒါတည့်ရတိုင်းကိုကိုကြီးတို့လိုကနလူမျိုးတွေစန္ဒာမင်းတို့လိုလူမျိုးတွေ ောက်တစ်ခါဒီဒေါက်တာအေးမောင်တို့လို့စသဖြင့်နိုင်ငံရေးပါတီတွေပေါ့ဒီလူတွေနဲ့တော့တခြားဒီဟိုငញ្ញရေးပွဲစားလူတို့နိုင်ငံရေးအင်အားစုတွေလို့လို့ဒါပြောဆိုနေကြရတယ်ပြောတာရွေးကောက်ပွဲရွေးကောက်ပွဲတကြောကြောအော်နေကြပြီမဲ့ပေါ့လေဒီမှာမှာဒီရွေးကောက်ပွဲဒီအစီတရားတွေကဒါထုတ်ပြောနေကြတဲ့အခြေအနေတွေကျွန်တော်တို့မြင်ရပါတယ်အော်ဒီထိုင်းကိုယ်စားလှယ်ပေါ့လေထိုင်းကိုယ်စားလှယ်ဒါ NCA ခန်းသားကိုတက်ဖို့ရောက်လာတဲ့ထိုင်းကိုယ်စားလှယ်ကနေပြီးတော့ပြောတာကတော့ဒါဒီရွေးကောက်ပွဲရတာငញ្ញញရေးကို မဆောင်ကျင်းပေးနိုင်ဘူးဆိုတဲ့သဘောမျိုးပြောရတော့ကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့လေကိုကျော်သိဆွေးနွေးပြပါအောင်ခင်ဗျအိုင်းနိုင်ငံသားရေးဝန်ကြီးရဲ့ကိုယ်စားလှယ်သူကဒရင်ထဲမှာတွေ့တာ2012ကနေပြီးတော့2018ခုနှစ်တည်မြန်မာနိုင်ငံဆိုင်ရာထိုင်းတန်မှန်ကြီးလည်းဖြစ်ခဲ့ဆိုတော့နိုင်ငံတစ်ခုမှာတန်မှန်ကြီးအဖြစ်ဘာနှစ်လုပ်ခဲ့တယ်ဆိုတော့ဒီနိုင်ငံနဲ့ပတ်သက်လို့တော့တော်လေးတိမိခေါင်းပြီးရှိမဲ့တဘောတာရှိမဲ့ပုံရှိတာပေါ့ဗျာနော်တော်လေးတိမိခေါင်းပြီးပါပေါ့ 2012ကနေ2019ဆိုတော့လာဦးသိန်းစိန်အစိုးရက2010ကနေပြီးတော့2015ကျွန်တော်ဦးသိန်းစိန်အစိုးရမှာလဲပဲသူက7 2 73 73 45 3နှစ်တိုင်းတန်ပတ်ပြီးတဲ့အခါကျတော့6 6 9နှစ်ဒါဒေါ်ဆန်းစုကြည်တို့မျိုးရက်ဒီမိုကရေစီဖွဲ့ချုပ်အစိုးရအနာရအစိုးရဖြစ်တဲ့အချိန်ဆိုတော့အဲဒီအစိုးရ20ကိုသူကဟိုဘက်ဒီဘက်မိတာပေါ့ဗျာအဲ့တော့ဒီ ငင်းချင်ရီ DDDNCA အဲ့တုန်းကလုပ်နေတဲ့လုပ်ငန်းစဉ်တွေပွဲတွေဒါတွေကိုလည်းပဲသူတေချာပေါက်တက်ခဲ့မှာပဲဒီဦးတက်တဲ့ထိုင်းနိုင်ငံသားရေးဝန်ကြီးရဲ့ကိုယ်စားလှယ်ကအဲ့တော့သူပြောတဲ့ဟာကဒါအတိတ်ပဲအများကြီးပါတယ်သူကအပေါ်ယံပြောတာပေါ့နော်ဒါဒါသူနားမလဲပဲပြောတာပေါ့သူတေတေချာချာနားလဲပြီးတော့ပြောတာသူပြောတာလေတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပြောတာလေ time ဖြစ်တဲ့အခါကျတော့အဲ့တော့ DDNCA ကနားမှာပဲမြန်မာနိုင်ငံကိုယ်တိုင်ကသူတို့ရွေးကောက်ပွဲကိုရောင်းနေတာလေ NCA နဲ့ချိတ်ဆက်ပြီးတော့ဟလား မျက်စိတခုလည်းမပြီးပဲနဲ့အော်ဒီကနထိုင်းကိုစလေထိုင်းနိုင်ငံသားဝင်ကြီးရဲ့ကိုစလေပြောတာကရွေးကောက်ပွဲတစ်ခုတည်းကငြိမ်းချမ်းရေးစောင့်ခြင်းပေးနိုင်ပါမဟုတ်ဘူးတဲ့ရွေးကောက်ပွဲဆိုတာနော်ပြေဆုံးဆွေးနွေးရေးပြီးတော့ပြန်လည်တင်ပြပြီးတော့မှလက်ဆိုင်သူအားလုံးကြားမှာယုံကြည်မှုတိစောက်တာတွေပါဝင်နေပို့ပြီးတော့ကြဲပြန့်နေ ရင်းချမ်းရေးလုပ်ငန်းစဉ်ရဲ့အဓိကကြတဲ့အစိတ်အပိုင်းဖြစ်ရမယ်။အဲ့တော့မင်းအွန်လိုင်းတို့သူတို့ NCA နဲ့သူတို့ရဲ့အတူတောင်ရွေးကောက်ပွဲနဲ့ချစ်ဆက်တာကိုပဲအခုထိုင်းနိုင်ငံသားရဲ့ဝန်ကြီးရဲ့ကိုယ်စားလှယ်ထိုင်းတမ်မတ်ကြီးဟောင်းကလည်းပဲချိန်ပြီးတော့ပြောသွားတာ။နော်ဒါဒါငြိမ်းချမ်းရေးဆိုတာတဲ့ဉာဏ်ချက်တွေအခမ်းအနားတက်တက်မဟုတ်ဘူးတဲ့ကိုကြောက်မောင်ကြီးနော်ငြိမ်းချမ်းရေးဆိုတာဘာကွာ လားယူကောက်ပွဲဆိုတာဘာกว่าဆိုပြီးတော့ထိုင်းတမ်မတ်ကြီးကစာတောင်ပြသွားသေးတယ်ကျွန်တော်ကသူပြောတဲ့အကြောင်းကိုပါတဲ့တဲ့နောက်ဖတ်နေနေကျွန်တော်အဲအဲ့ဘွတ်တက်တဲ့လူတွေဗျာဒီထိုင်းတမ်မတ်ကြီးရောက်ပြောတာကိုနားထောင်နေတယ်ကိန်နေတော့ပြီးနိုင်မှာမဟုတ်ဘူးလို့ကျွန်တော်ကောင်းတယ်အဲ့ဒါပေါ်လာတာပဲမင်းအွန်လိုင်းကိုယ်တိုင်လည်းပဲသူ့ရေကောသူ့ရဲ့အတူရောက်ယူကောက်ပွဲကြီးကဘာဖြစ်ပါမင်းညာဖြစ်ပါမင်းဆိုပြီးတော့လေကြီးလေကျယ်ပြီးပြောထားတာကိုလည်းအကုန်လုံးရိုက်ချပြစ်လိုက်တာပဲမင်းကမင်းဘာပြောပြောမင်းတို့ယူကောက်ပွဲက ဖွကြာကြီးပါလို့ပြောတာပဲဗျာနော်ဟဲ့လား NCA ကိုဘယ်လောက်ကြီးကျယ်ခမ်းနားပါတယ်လို့အမွန်တင်နေတဲ့လူတွေဒီရောက်ကွဲကဘာဖြစ်ပါမဲညာဖြစ်ပါမဲလို့ပုံကြီးချက်လုတ်ကြံပြောနေတဲ့လူတွေဒီလူတွေအကုန်လုံးကိုဒီထိုင်းတမ်မကြီးပြောလိုက်တဲ့စကားကရှင်းရှင်းလေးယူယူလေးပဲမင်းတို့လုတ်နေတာတွေပြောနေတာတွေအားလုံးထွက်ကြပါကွာလို့ပြောပလိုက်တာပဲကိုကြောက်ပါဦးအဲ့တော့ဘယ်လိုမျက်နာမျိုးနဲ့ဘယ်လိုနားမျိုးနဲ့များ နားထောင်ခဲ့ကြရလဲဆိုတာကျွန်တော်အတော်စိတ်ဝင်စားကြည့်ရတိလားအဲ့ဒီတန်မှတ်ကြီးပြောတဲ့တန်မှတ်ကြီးအောင်ပြောတဲ့ချိန်မှာရှိနေတဲ့လူတွေဘယ်လိုမျက်နှာလူများဖြစ်နေမလဲလို့တွေးကြည့်လိုက်တာဗျာကိုကျော်မောင်ဟုတ်ကဲ့ပါကိုကျော်သေးနော်ဒီလိုအချိန်မှာဒီအတူရောင်ရွေးကောက်ပွဲကဘာနိုင်ငံရေးအဖြစ်လဲရှိလာမှာမဟုတ်ဘူးလို့ဒီငင်းငယ်ရေးတွေလည်း ဒါဘာမှအကျိုးသက်ရောက်မှုရှိလာမှာမဟုတ်ဘူးဆိုတော့ထင်တာမြင်တာရှိစီပါတယ်ပေါ့လေဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒါဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပဲပေါ့နော်နောက်တခါဒီ EU ဒီ Europe သမဂ္ဂဒီကိုယ်စားလှယ်ကလည်းဒါပြောထားတာရှိပါသေးတယ်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့လေကိုကျော်သိန်းဆွေးနွေးပြပါအောင်ထပ်ပြီးတော့အစက်သေးပေါ့ဗျာနော်ပြောတာကတော့ဒီ Europe သမဂ္ဂရဲ့လူခွင့်ရေးဆိုင်ရာဒုကိုယ်စားလှယ်ကပြောတာဆိုတော့မလေးရှားသတင်းဌာနကိုပြောတာလို့သတင်းထဲမှာတွေ့တယ်သူပြောထားတဲ့အထက်မှာအဓိကအရေးကြီးတဲ့အချက်က မင်းအွန်လိုင်းတို့လုံးမဲ့ဒီအတုအယောင်ရွေးကောက်ပွဲသည်ယုံကြည်ရလောက်တဲ့ရလတ်ထွက်လာမှာမဟုတ်ဘူးလွတ်လပ်မျှတတဲ့ခင်ချင်းမတွေ့ရအောင်ဒါအဓိကပြောသွားတဲ့အချက်အဲ့တော့မင်းအွန်လိုင်းတို့ပြောနေတာလေးနိုင်ငံတကာလေးလာသူတွေဖိတ်ပါမယ်ပါဖိတ်ပါမယ်ညာဖိတ်ပါမယ်အခု EU လူခွင့်ရထုတ်ကိုယ်စားလှယ်ပြောတာကပြေကောက်ပွဲမှာလေးလာသူဆိုတာရှိလို့လေ ညတာတဲ့ရေကောက်ွယ်ဖြစ်သွားမှာမဟုတ်ဘူး။လေးလာသူရှိလို့ဒီရေကောက်ွယ်ကညတာပါတယ်လို့ဘယ်သူမှပြောလို့မရဘူးပေါ့ဗျာ။အခုပြင်နေတဲ့ရေကောက်ွယ်မြောက်လိုင်းတို့ပြင်နေတဲ့ရေကောက်ွယ်ကအတူအရောင်လို့မပြောရုံတမယ်ပဲ။နော်ဒီ EU လူခွင့်ရေးသူကိုယ်စားလှယ်ပြောတာ။ဒါအပြင်ကျွန်တော်ရလိုက်တာပါလဲဆိုတော့ဒီရေကောက်ွယ်ကထွက်လာမဲ့ရလတ်ကူလည်းပဲ EU ကကြိုပြီးတော့ပယ်ချထားပြီးသားပဲကြော်မှာ။ဘယ်လိုရလတ်မျိုးပဲထွက်ထွက်ဘယ်သူပဲနိုင်နိုင် ဒီရလတ်ဒီယုံကြည်ရလောက်တဲ့ရလတ်မဟုတ်ဘူးလို့ issue ဘက်ကကြိုပြီးတော့ပယ်ချထားပြီးသားအဲ့တော့ဟလာမြောင်းလိုင်းနှုတ်ဘက်ကနေပြီးတော့အာဘယ်လိုလိလသူတွေလာပါလဲဘယ်လိုတန်တမန်တွေကလိလပါလဲဒီပြည်ရတွေဘယ်လိုစားကြရမျိုးပေါ့ဗျာဘယ်လိုစောင့်ကြည့်ကြပါလဲဒါဆိုဘလို့ဒီမျိုးပေါ့ပွဲဟာလွတ်လပ်ပြီးတော့တရားမျှတပါလေပြောမှာပဲရှာယိုးမရှိပြောမှာပဲလုံးကြံပြီးတော့ပြောမှာပဲသူတို့ပါဇက်တွေကသောတနာကအပုတ်ပဲထွက်တာအဲ့တော့ ဘာတွေလဲပြောပြောเนาะသူတို့ပြောမဲ့ခင်းမဲ့အကွက်ကူလဲပဲ EU ကကြိုပြီးတော့ကန်ထားပလိုက်တာပဲကြိုပြီးတော့ကန်ထားပလိုက်တာပဲသူတို့ကသူတို့ဘယ်သူပဲစောင့်ကြည့်စောင့်ကြည့်နောက်ဆုံးဟာလာဂျာမင်ကိုယ်တိုင်ဆင်းလာပြီးတော့ပဲစောင့်ကြည့်စောင့်ကြည့်เนาะဒီရွေးကောက်ပွဲဒီအတူရောက်မယ်ဘာတရားမျှတမှုမှမရှိဘူးထွက်လာတဲ့ရလတ်တီလဲပဲယုံယုံကြည်ရတဲ့ရလတ်မဟုတ်ဘူး ဆိုတာမျိုးပြောပြလိုက်တာဒါမေယာဝလိုင်းတို့ရဲ့အတူရောင်ထောင်ချောက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာကပြောတဲ့သဘောထားထဲမှာတိတ်ကိုပြတ်သားတဲ့သဘောထားကျွန်တော်ကတော့အဲ့လိုမြင်တာပဲကိုကြောင့်ပါတယ်ဒီညမှာကျွန်တော်တစ်ဆရက်ပြောနေတာပေါ့ဗျာနော်အဲ့ဒါဘာလဲဆိုတော့အခုသူတို့ပြောပြောနေတယ်ဗျာဟာမြေအွန်လိုင်းတို့ပြောကြတယ်ဘူဘူကြီးတို့ပြောကြတယ်တရားဝင်မှုတရားဝင်မှုပေါ့တိတ်တိတ်ကိုငငန်တဲ့ သူတို့ကတရားဝင်မှုဆိုတော့တိတ်ကိုငငန်းတက်တိုးကြတာအဲ့တော့ဒီအာနာသိန်းနာဂါကူကတရားမဝင်ဘူးဆိုတော့နော်သူတို့ရဲ့အခြေခံဥပဒေကိုထောက်ပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်တော့ဒီနေ့ကတော့ကျွန်တော်ကဒီအာနာသိန်းနာတရားဘုံဝင်ကြောင်းကိုအဲအချက်လက်ထောက်ထားနဲ့ပြောဖို့မဟုတ်သေးဘူးကျွန်တော်ဒါကိုကြုံကြိုက်တဲ့အခါကျွန်တော်ပြောပါဦးမယ်နော်နော်မြောက်လိုင်းတို့အာနာသိန်းနာက ဟလာတရားဝင်မှုရှိသလားမရောင်းနိုင်မှုပိုတိုင်ကတရားဝင်မှုရှိသလားဆိုတာကိုနော်အချက်လက်ထောက်ထားတယ်ပြောပါဦးခန်းစားချက်နဲ့ပြောတယ်ပြောတယ်လို့ဆိုတော့အဲ့တော့ခုကျွန်တော် ပြောချင်တာကရေကောက်ပွဲဒီရေကောက်ပွဲကဘယ်လောက်အထိတရားဝင်လဲပွင့်ဆိုတော့ကျွန်တော်ပြောချင်တာစစ်တပ်ကအာနာသိန်းကလေးကိုကတရားဝင်တရားမဝင်တဲ့အာနာသိန်းစစ်တပ်ကလုတ်တဲ့ဘယ်လိုရွေးကောက်ပွဲမျိုးမှာ ဘာတရားဝင်မှာမရှိဘူးဒီချက်ကတိတ်ကိုရှင်းတယ်နော်သုံးချက်တွက်နေတဲ့ပူရှင်းတယ်ဒိုင်းဒီလူလူကိုအကြောင်းတရားရိုက်သွင်းပြီးတော့တရားဝင်မှုဆိုတော့လိုချင်လို့မရဘူးလူလူကသူတို့အသေးကြကမဲတရားနဲ့မဲပေးပြီးတော့ရွေးကောက်တင်မြောက်ထားတဲ့ခေါင်းဆောင်တွေ လွတ်တော်ကိုယ်စလဲတွေကိုထောင်နေထဲ့ထားပြီးတော့တရားဝင်မှုလိုချင်လို့မရနိုင်ငံရေးပါတီတွေကို ပိတ်ပင်တယ်ကန့်သတ်တယ်ချုပ်ချယ်တယ်ပြီးတော့ဝေဖန်သူပြောကောက်ခွင့်နဲ့ပတ်သက်ပြီးတော့ဘာမှဝေဖန်လို့မရဘူးလေဒီလိုမျိုးဟလာဝေဖန်သူတွေကိုနှုတ်ပိတ်တယ်ဖမ်းမယ်စီးတယ်ထောင်ချတယ်လွတ်လပ်တဲ့သတင်းမီဒီယာဆိုတာမရှိဘူး ဒီလိုအခြေအနေမျိုးမှာတရားဝင်မှုလိုချင်လို့မရောက်တနတ်ထောက်ပြီးတော့ထောင်ထားတဲ့မဲဘုံထဲမှာလူသူရဲ့စစ်မှန်တဲ့စင်တာမဲဆိုတော့မရှိဘူးတနတ်ထောက်ထားတဲ့မဲဘုံထဲမှာရှိတာစစ်တပ်ကပေးတဲ့အမိန့်တွေပဲရှိတယ်ဒလန်ဘူးလို့နော်တိုင်းပြည်မှာငြိမ်းချမ်းမှုလို့ ယုံကြည်မှုနိုင်ငံရေးအပေါ်မှာနိုင်ငံရေးလုပ်ငန်းစဉ်အပေါ်မှာရွေးကောက်ပွဲအပေါ်မှာနိုင်ငံရေးခေါင်းဆောင်တွေအပေါ်မှာဒီလိုယုံကြည်မှုတွေမရှိဘဲနဲ့စစ်မှန်တဲ့ရွေးကောက်ပွဲဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး။ဒါဒီမိုကရေစီမဟုတ်ဘူး။ဒါကလုံဆန်းထိုးဆက်ပဲဖြစ်တယ်။လူတို့ရဲ့တကယ် စစ်မှန်တဲ့စန္ဒဘာချင်းချောင်းမှမပါဘဲနဲ့ဘာအကြက်ကင်မှမပါဘဲနဲ့ဘယ်လိုဆိုရင်ပူပန်မှုမျိုးမှမရှိဘဲနဲ့လူတို့ရဲ့စစ်မှန်တဲ့စန္ဒမပါတဲ့ဇေကောက်ပွဲတီအာနာရှင်ကိုမျက်နှာဖုံးစုပေးဖို့လုပ်တဲ့ဇေကောက်ပွဲဖြစ်တယ်။ဒါနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံတနိုင်ငံလုံးသိတယ်တကဘာလုံးသိတယ်ကျွန်တော်တကဘာလုံးသိတယ်လို့ကျွန်တော်ကဒီနေရာကနေပြီးတော့ ရေးရေးပြောရဲနိုင်ငံတကာကတည်ထားပြီးသားအဲ့တော့တရားဝင်မှုဆိုတာကိုကိုကိုငါတို့တရားဝင်ပါတယ်လို့ကျညာလိုက်ယုံနဲ့ရတာမဟုတ်ဘူးဗဇက်ကအော်နေယုံနဲ့တရားဝင်မှုဆိုတာရတာမဟုတ်ဘူးเนาะလူတို့ကစစ်စစ်မှန်မှန်ကိုပိုင်စန္ဒနဲ့เนาะ ပေးလာဖို့ဒီတရားဝင်မှုဆိုတာလူတို့ကစစ်စစ်မှန်မှန်နဲ့သူတို့ကိုယ်တိုင်ရဲ့တကယ်စစ်မှန်တဲ့စံသားနဲ့ပေးလာဖို့အတွက်လူတို့ကိုနိမန်လမ်းပန်နဲ့စီယုံဆွဲဆောင်ပြီးတော့မှစူးစမ်းပြီးတော့မှရအောင်ယူရတာအပင်ပန်းခံပြီးတော့မှအလုံးလုံးပြီးတော့မှရအောင်ယူရတာလူတို့အကျိုးတိုင်းပြည်အကျိုးလောက်ပြပြီးတော့မှရအောင်ယူရတရားဝင်ဆိုတာ တရားဥပဒေကိုဘယ်သူကမှကိုဖာတာယူပြလိုက်လို့မရဘူးကိုဖာတာကျညာလို့လည်းပဲမရဘူးနိုင်ငံတစ်ခုရဲ့တရားဥပဒေဆိုတော့ကိုပေးနိုင်တာအဲ့ဒီနိုင်ငံရဲ့လူထုပဲဖြစ်တယ်ဘယ်သူကမှအဲ့ဒီတရားဝင်မှုကိုကိုယ်သဘောနဲ့ကိုယူလို့မရတယ်လို့ဗဇက်ကပြောနေုံနဲ့လည်းပဲတရားဝင်မှုဆိုတော့ ရမသွားပါဘူးဗျာဟုတ်ကဲ့ပါကိုကျော်သိန်းဒါကိုကျော်သိန်းရှင်းမှာဆွေးနွေးခဲ့သလိုပဲဒီ2010ရွေးကောက်ပွဲဆိုလို့ရှိရင်လည်းဒါကဘာမှဒီမဲလိမ့်မဲကုမှုနဲ့နမဲကျော်ခဲ့တယ်ပေါ့လေအဲ့တော့ဒီ2015 2020ကျော်လွန်လာပြီးတော့မှဒီဆေးရတက်ကထပ်ပြီးအာနာသိမ့်ပြီးတော့လုံးမဲ့ဒီ2000အခုလုံးမဲ့ရွေးအတူရောက်ရွေးကောက်ပွဲရတယ်ဒါဒီထက်ပိုဆိုးမဲ့အခြေအနေလို့ပဲဒါဟိုတုံးသက်လို့ရပါတယ်လက်ရှိအခြေအနေမှာနိုင်ငံတော်ဝန်မှာဒါ လေချောင်းကနေဘုံကျဲတိုက်ခိုက်အကြပ်တက်ဖြတ်နေတဲ့အခြေအနေမှာလုံမဲ့ရွေးကောက်ပွဲဆိုတော့ပို့ပြီးတော့မှတရားဝင်မှုရှိလာနိုင်မှာမဟုတ်ဘူးဆိုတာလည်းသိကြပါရယ်ပေါ့လေဆိုတော့ကျွန်တော်တို့ဒီဆွေးနွေးတဲ့အကြောင်းအရာကလည်းဒါဆုံးသွားပြီဆိုတော့ကျွန်တော်တို့ဆွေးနွေးတဲ့အစီအစဉ်ကိုဒီမှာနေပဲညံနာခြင်းပါတယ်ကြီးစုပေးကြတဲ့ပရိသတ်တွေဒူးချင်းစီကိုဒူးကျေးဇူးတင်ရှိပါတယ်ကိုကျော်သိန်းနဲ့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကိုကျော်ပေါင်းနဲ့ DIV ဝိုင်းတော်သားများကိုလည်းကျေးဇူးတင်ပါတယ်ဒုတိယတော့ကြီးစုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ် ျွန်တော်တို့ YouTube channel တွေမှာ BIB YouTube channel, Etime with ကြော်ကြော်သိန်း YouTube channel တွေရဲ့သက်ဆိုင်ရာ season တွေအောက်မှာမှတ်ချက်ပြီးရေးသားကြတာအားပေးကြရတဲ့ level ညာကနေကျေးဇူးတင်ကြောင်းထပ်ပြီးတော့ပြောကြချင်ပါတယ်။ဖိနှိပ်မှုမျိုးစုံအကြောက်တရားမျိုးစုံကနေမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ။ဘေးရန်ကင်းကြပါစေ။ကျန်းမာကြပါစေဗျာ။